ပါကစ္စတန်အာဖဂန်နစ္စတန်ပြည်ပခါနဲ့အစ္စလာမိုက်ဇေးရှင်းအန်ရဲ့ထရန်တီရှင်းနိုင်ပြီးတည်တနာတစ်ခုပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှားနိုင်ငံကအာဆီယံထိပ်သီးအစည်းအဝေးပြင်ပမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြောင့်ဖြစ်ပွားနေတဲ့ပြည်ပခါကိုအမြန်ဖြေရှင်းပေးနိုင်မယ်လို့မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ထရန့်ကပါကစ္စတန်ခေါင်းဆောင်တွေဟာလူကောင်းတွေပါလို့လည်းမှတ်ချက်ပြုခဲ့ပြီးဒီကိစ္စကိုမြင်မြန်ဆက်ဆံပဲဖြေရှင်းလိုက်မယ်လို့ကတိပြုခဲ့ပါတယ်။ဒီမှတ်ချက်တွေဟာအာရှတောင်ပိုင်းအိန္ဒိယနှစ်နိုင်ငံကြားအသေးပြောက်အများဆုံးတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်အပြစ်ခတ်ရစေးရေးဆွေးနွေးမှုများကိုတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြုလုပ်နေစဉ်ထွက်ပေါ်လာခဲ့တာပါ။ ငင်းကြင်းနဲ့နေဆက်လုံးကြုံ၏အတွက်ရွေးရှိတီတမ်းမဲ့မူပေါင်းနေချမှတ်နိုင်၏အတွက်ညှိနှိုင်းနေချိန်မှာပင်နေဆက်ဒေတာတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးပါကစ္စတန်စစ်သား9ဦးနဲ့လက်နက်ကိုင်စစ်သည်ကြား25ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။တမရထရက်ဤကြားဝင်မှုစမ်းဆောင်နိုင်၏သမရချဟာရခိုင်ကကာရှမီးယားနယ်စပ်တလျှောက်အိန္ဒိယနဲ့ပါကစ္စတန်တို့စီးရီးထိပ်တိုက်တွေ့ဆုံခဲ့စဉ်ကြားဝင်ဖြစ်ရှင်ပေးနိုင်ခဲ့ပူပါရယ် ဒါကြောင့်ပါကစ္စတန်ရဲ့နိုင်ငံရေးနဲ့စီးရေးကောင်းဆောင်တွေအတွက်သူရဲ့မှတ်ချက်တွေဟာအင်ဒီရောနဲ့ပုံမနီကဆာဆက်ဆံလို့ရတဲ့အတွက်အတက်စရာဖြစ်စေခဲ့ပါတယ်။သို့သောထရန့်ပြောသလိုတကယ်လုံနိုင်ပါမလားဆိုရင်မိကုန်နေရှိနေပါ रे အပေကြောင့်ဆိုတော့2000ခုနှစ်မှာ2021ခုနှစ်အထိကြာမြင့်ခဲ့တဲ့အာဖဂန်စီးရေးဆွဖတ်မှုဟာအမေရိကန်ရဲ့တမိုင်မှာကာလအကြာဆုံးနဲ့ဒေါ်လာ80 trillion ကုန်ကြခဲ့ပြီးကုန်တင်ကြဆင်းခဲ့တဲ့ဝန်ကြုံးဝန်ပို့တစ်ခုဖြစ်ခဲ့ပါ रे ။ တမရထရန်ဟာအမေရိကန်ပထမဖြစ်ဖို့အတွက်စစ်ပွဲတွေကိုရှောင်ရှားပြီးစီးပွားရေးနဲ့တန်တမန်ရေးအရာချင်းကတဲ့နီးဗျူဟာကိုကျင့်သုံးလေးရှိပါတယ်ဒီနီဗျူဟာအစ္စလာမိုက်ဇေးရှင်းတစေချမှုနဲ့တန်တရားတွေလွှမ်းခြုံနေတဲ့ဒီဒေတာကြီးအတွင်မှာအလုပ်ဖြစ်မဖြစ်စောင့်ကြည့်ရအောင်မှာဖြစ်ပါရယ်အစ္စလာမိုက်ဇေးရှင်းဆိုဒီမှာပါကစ္စတန်နိုင်ငံအတွက်အထူးတတိပြုနေရတဲ့အချက်ကတော့မွတ်စလင်တိုင်းပြည်တွေအတွင်းနှီးရန်ပြုတ်လာတဲ့အစ္စလာမိုက်ဇေးရှင်းလောက်ခံရမှာကိုစိုးရိမ်နေရခြင်းဖြစ်ပါရယ် Islamization ဆိုတာဟာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံခြေကဥပဒေဥပဒေစနစ်လူမှုရေးနဲ့စီးပွားရေးဆိုင်ရာစနစ်တွေမှာအစ္စလမ်ဘာသာရေးအယူဝါဒတွေရှရီယာဥပဒေတွေကိုအတိတ်ကအခမ်းကဏ္ဍကနေသွတ်သင်အုပ်ချုပ်စေတဲ့လုပ်ငန်းစဉ်ကိုဆွေးနွေးပါတယ်။ပါကစ္စတန်ဟာအိန္ဒိယသဘောထားဂျမာတူတာလီဘန်အစိုးရရဲ့အေကန်တာလို့လူဖွဲ့စည်းတွေကသူ့နိုင်ငံအတွင်းအစွန်ရောက်အယူဆတွေဆက်သွင်းမှုကြိုးစားနေတယ်လို့တန်တရားဝင်နေပါတယ်။ပါကစ္စတန်မှာတရီအီတာလီဘန်ပါကစ္စတန် TTP လို့အင်အားကြီးဆုံးဆက်သွင်းကြတွေပေါ်ထွန်းနေပါတယ်။ အလားတူဟက်ဂါနီကွန်ရဲ့အဖွဲ့ဟာလည်းတာလီဘန်အစိုးရရဲ့အကူအညီနဲ့ပါကစ္စတန်မှာအယူသည့်အစွန်းရောက်အယူဆဖြန့်ဝေဖို့လက်နက်ကင်တောင်းချနေရလို့ယူဆရပါတယ်။ဒီဖွဲ့ရီဟာအစ္စလာမိုက်ဇေးရှင်းလုပ်ငန်းစဉ်ကိုတွန်းအားပေးနေကြတာဖြစ်ပါတယ်။ပါကစ္စတန်အာဖဂန်ဆက်ဆံရေးဤရှုပ်ထွေးမှုပါကစ္စတန်နဲ့အာဖဂန်စ္စတန်တို့ဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ပါဝါကစားကွက်မှာပထဝီနိုင်ငံကြီးချိန်စာတင်သူများဖြစ်နေရလို့သုံးသပ်ရပါတယ်။ 1948ခုနှစ်ပါကစ္စတန်ပေါ်ပေါလာခရေကဒူရင်လိုင်းလို့ခေါ်တဲ့နှနိုင်ငံနေသားမြင်တမန်မှုနဲ့ပတ်သက်ပြီးအာဖဂန်အနေနဲ့စိတ်နှမှုမရှိခဲ့ပါဘူး။စစ်ဘေးဒုက္ခတွေနှစ်သန်းနီးပါးကိုပါကစ္စတန်ကလက်ခံထားတာကြောင့်စီးပွားရေးနဲ့အခြေခံအဆောင်စနစ်တွေအပေါ်ဖိအားတွေတက်ရောက်နေပြီးရာဇဝတ်မှုတွေညှင့်တက်လာပါတယ်။အိန္ဒိယဟာဒေတာရင်းဩဇာလွှမ်းမိုးမှုအတွက်ပါကစ္စတန်နဲ့ရှင်ပြိုင်နေပြီးတာလီဘန်အစိုးရနဲ့ဒိုင်းရိုက်ဆက်ဆံကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်လာပါတယ် ဒါသူ့ရဲ့ဩဇာကံအဖြစ်သတ်မှတ်ထားတဲ့တာလီဘန်ကအိန္ဒိယနဲ့ပလူပလဲလောက်တာကိုပြီးမခံကြပါကစ္စတန်ကစည်ရင်းနဲ့ပြတ်သားခဲ့တဲ့အကြောင်းရင်းဖြစ်တယ်လို့လည်းစည်ရင်းလေလာသူတွေကသုံးသပ်ကြပါတယ်။ Islamist အစိုးရတွေဟာ American နဲ့မဟာမိတ်တိုင်းပြည်တွေရဲ့အကျိုးစီးပွားအတွက်အလွန်အန္တရာယ်များလာပါတယ်။ဒီရုပ်ရဲ့ဩဇာချက်ထွန်းလာတဲ့ဒီဒေသမှာအာဖဂန်နစ္စတန်နဲ့စီးရီးမဟာမိတ်ပါကစ္စတန်တို့ဟာအစိုးရမွတ်စလင်တွေအတွက်ဒုက္ခရိုက်နှုန်းဖြစ်လာနေရကိုတော့တနည်းနည်းနဲ့တားဆီးဖို့လိုအပ်နေပါတယ်။ တမရထအနေနဲ့သူပြောခဲ့တဲ့အတိုင်းဒီရှုပ်ထွေးတဲ့ပြိပခါကိုဘယ်လိုဖြစ်ရှင်းမလဲဆိုတာကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါရဲ့ရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကွန်မန့်အနေနဲ့မျှဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမယ့်ကပ္ပရေမြမရေသတင်းများစွာကိုနားဆင်ဖို့တတိယခေတ် channel ကို like ရယ် subscribe လေးလုပ်ပြီးဘေးနားနူတီဘဲလေးကိုလည်းနှိပ်ထားဖို့တမမေပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကျေးရှင်းကြပါစေရှင်။